အားလုံးပဲမင်္ဂလာပါဒီကနေ့ ကျွန်တော်တို့အတူတူလေ့လာကြမယ့်သင်ခန်းစာကလေးကတော့ rise sala ဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ် rise sala ဆိုတာကအတိတ်ပဲမရှိအကျိုးမရှိတဲ့အကြောင်းအရာကိုဆိုလိုခြင်းဖြစ်ပါတယ် rise sala မနေ့ကကျွန်တော်တို့အတူတူလေ့လာခဲ့တဲ့ဒီတရာပေါင်းဆက်တဲ့အတန်သင်ခန်းစာမှာဆိုရင် မေကုံမေးထားတဲ့အထက်ထဲမှာဖြီးဆိုသူတွေမှန်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်မာဟာနဲ့ဟာမာဖြစ်ပါတယ် မာဟာဆိုတာကလားရှာတယ်เนาะမာဟာဆိုတာလားရှာတယ်သူ့ရဲ့ဘီအတိုင်းပဲအတန်ထွက်တယ်เนาะသူ့ရဲ့ဘီအတိုင်းပဲအတိတ်ပဲသွားတယ်ဟာမာကလည်းအတူတူပဲဟာမာဆိုတာကရှားလာတယ်တခုခုရှားလာတယ်เนาะမှန်ပါတယ်เนาะနှစ်ယောက်လုံးမှန်တယ်ဖြေစုံစုံနှစ်ယောက်ရှိတယ်နှစ်ယောက်လုံးမှန်တယ်ပေါ့เนาะဟုတ်ပြီဒီသင်ခန်းစာရဲ့နောက်ဆုံးမှာလဲမိကိုတမျိုးထုံးစံတိုင်းမေးမယ်ပေါ့เนาะ ဒီနေ့ကတော့ကျွန်တော်တို့ rice sala ရဲ့သင်ကန်းစာမှာပါရှိတဲ့ဒီဝါကြလေးကိုအတူတူလေ့လာပြီးတော့တလုံးချင်းစီရဲ့အတိတ်ပဲတွေကိုကျွန်တော်တို့သိရှိမှာဖြစ်ပါတယ်။အတိတ်ပဲမရှိတဲ့အရာတွေနဲ့အချိန်မဖြုံးနဲ့ဒါကကျွန်တော်တို့တွေဘာလို့ဆိုလို့လဲဆိုပြောမယ်ဆိုရင်ဒီအတိတ်ပဲမရှိတဲ့အရာတွေနဲ့အချိန်မဖြုံးနဲ့ဆိုတာကကျွန်တော်တို့ဒီလူသားတိုင်းနဲ့သက်ဆိုင်တဲ့အရာပဲပေါ့နော်။လူတိုင်းကိုယ်အတွက်အကျိုးရှိတဲ့အရာနဲ့ပဲအချိန်ကုန်မှာပေါ့နော်။အချိန် အကျိုးမရှိတဲ့အရာအတိတ်ပဲမရှိတဲ့အရာရင်းနဲ့အချိန်မဖြုံးနဲ့လို့ကျွန်တော်တို့မြန်မာစာပေမှာလည်းဒီလိုစကားကြီးအများကြီးရှိတယ်ပေါ့နော်အသိပညာစာပေသဘောမျိုးပေါ့နော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်ဒီထဲမှာရေးထားတယ်ဘယ်လိုရေးလဲဆိုရင်ရာဆီယဝီလာကပ်ရင်းရိုင်းဆာလာတူတူလေးရယ်နော်ရာဆီယဝီလာကပ်ရင်းရိုင်းဆာလာရာမနဲ့အငင်းဝါကြား เสียเวลาအချိန်ကုန်တယ်กับเรื่องเนี่ยအတူဒီကိစ္စနဲ့ဗောနော်ဘယ်ကိစ္စနဲ့လဲရိုင်းစာလာအတိတ်ပဲမရှိအကျိုးမရှိတဲ့အရာတွေနဲ့အချိန်မဖြုံးနဲ့ဗောနော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုရေးမလဲยาเสียเวลาออยออายาไม่เอียเสียเวลา สออียา สีย วอเอเวีรออาลาเวลา อย่าเสียเวลากับเรื่อง กับ เนอดูก็อะปอกับรอเอือ งอเรื่อง ไม่เอกเรื่อง กับเรื่อง ร้ายสาระรอไอไรไม่ทูไร สออาสารออะระไรสาระเดเวมชิอโจมชิยาเสียเวลากับเรื่องไรสาระအတိတ်ပဲမရှိအကျိုးမရှိတဲ့အရာတွေနဲ့အချိန်မဖြုံးနဲ့ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့သိပြီတလုံးချင်းစီရဲ့အတိတ်ပဲဟာယာစီယာဝေလာအချိန်မဖြုံးနဲ့ယာစီယာဝေလာအချိန်မဖြုံးနဲ့เนาะကပ်ရွံ့ ဒီကိစ္စနဲ့ဒါကတော့ကျွန်တော်တို့မှတ်မှတ်သားလည်းရရပေါ့နော်သူကစကားအဆက်သဘောမျိုးပေါ့နော်ကတ်ပါလာတော့ rice ဆာလာဆိုတာအကျိုးမရှိဘူးရာဆီယာဝေးလာအချိန်မဖြုံးနဲ့ rice ဆာလာအလေးပဲမရှိအကျိုးမရှိဟုတ်ပြီအဲ့တော့ကျွန်တော်တို့မေးခွန်းကိုမေးမယ်ပေါ့နော်အဲ့မေးခွန်းကတော့ဘာလဲဆိုလို့ရှိရင် rice ဆာလာနဲ့ပတ်သက်တယ်ပေါ့နော် ဟုတ်ပြီ right sala နဲ့ပတ်သက်တဲ့ဒါရိုင်နဲ့စာလုံးတစ်လုံးရေးပြမယ်ပေါ့နော် right sala ပါတာနဲ့အဲ့ဒီအတိတ်ပဲကဘာအတိတ်ပဲလဲပေါ့နော်အတန်ထွက်ပြီးတော့ဖတ်မပြဘူးဒီတိုင်းပဲရေးပြမယ်ပေါ့နော် အဲအဲ့ဒါပဲဖြစ်ပါတယ်ဒီမှာရေးထားတဲ့စကားလေးပေါ့နော်လွယ်လွယ်လေးပဲအဲ့ဒီအိပယ်ကိုဘယ်လိုသိလဲပေါ့နော်ဟုတ်ပြီသိနိုင်မယ်ဆိုရင်ဖြေချပေးပဲလို့မေးနိုင်မယ်လို့မျှော်လင့်နေပေါ့နော်အားလုံးပဲဖြေနိုင်ပါပါဖြေနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခွန်ခါ